ထိုးပြီးသွားပြီဆိုလို့ရှိရင်ဗားလေးတွေခန်းစားရတတ်လဲဆိုလို့ရှိရင်ထိုးတဲ့နေရာနေပြီးတော့မှနာတာနေရတာတင်ကောင်းကင်စာကိုဘယ်လိုကာဝယ်ကြမလဲအဲ့တော့အရေးကြီးတယ်မိန်းကလေးတိုင်းသိထားတဲ့နဲ့တင်ကောင်းကင်စာကာဝယ်စေးထိုးနည်းကိုပြပြပေးမယ်နော်အဲ့တော့တင်ကောင်းကင်စာဆိုတာကြတော့မြမမိန်းကလေးတွေမှာဒီအဖြစ်များတဲ့ဒီရောဂါတစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့တော့သူကဂျူတင်ကာဝယ်လို့ရလာဆိုတော့ဂျူတင်ကာဝယ်လို့ရတယ်သူကဗားလဲဆိုရှင် human papilloma virus ကာဝယ်စေးနဲ့ဂျူတင်ကာဝယ်လို့ရပါတယ်ဒီအရင်တော့ဆိုလို့ရှိရင်ပေါ့နော် vaccine တွေမပေါ်သေးခင်တော့ဆိုလို့ရှိရင်တော့ဒါကမထိုးကြပါဘူးခုနောက်ပိုင်းဆိုလို့ရှိရင်ဒီကလေးလေးတွေမှာဆိုလို့ရှိရင်သူက6နှစ် မှာဒီ HPV ဗက်ဆင်းကိုထိုးရတယ်ဆိုတော့သူတို့ရဲ့ပေါ့နော်ဒီ vaccination ကတ်ထဲမှာပါလာပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အမ်ဒီကာဝယ်ဆေးရွာကြတော့အသက်9နှစ်ကနေ55နှစ်အတွင်းဒီမိန်းကလေးတိုင်းထိုးလို့ရတယ်ဒီအိမ်တော်မရှိသေးတဲ့အမျိုးသမီးတွေပေါ့နော်ဒီ sexual intercourse ပေါ့ဒီဟာလုံးဝမလုပ်ရသေးတဲ့အမျိုးသမီးတွေဆိုပို့ပြီးဦးစားပေးထိုးတင်တယ်နောက်ပြီးတော့ဒီလိုအချိန်တွေမှာထိုးတယ်ဆိုလို့ရှိရင်ပို့ပြီး effective ပို့ပြီးဖြစ်ပါတယ်ဆေးရကြတော့နှစ်ကြိမ်ဒါမှမဟုတ်သုံးကြိမ်ထိုးရမှာပဲအဲ့တော့ဘလို့ထိုးမလဲဆိုလို့ရှိရင်ဒါကကြတော့လေဒီတိုင်ကောင်းကစားကာဝယ်ဆေးဆိုလို့ရှိရင်အမျိုးသမီးဆေးရုံကြီးမှာလည်းသွားထိုးလို့ရတယ် တယ်။နောက်ပြီးတော့ဒီတမိုင်ဝင်ကြီးဌာနကအတိအမှတ်ပြုပေးထားတဲ့ဒီစေကန်းတွေမှာရွေးချယ်ပြီးတော့ထိုးပါပေါ့နော်။ဒီကလေးတို့အပြင်စေကန်းတွေမှာထိုးမယ်ဆိုလို့ရှိရင်အမှန်အစိုးရစေုံတွေမှာလည်းဒီစေရှိရဆိုလို့ကျွန်တော်သွားထိုးလို့ရပါတယ်။သွားချစေရကြတော့ဒီလက်မောင်းကကြွက်သားတဲ့ကိုဒါမှမပောင်းကကြွက်သားတဲ့ကိုထိုးတယ်ပေါ့နော်။ I am ထိုးတာဖြစ်ပါတယ်။ကြွက်သားတဲ့ထိုးတဲ့စေဖြစ်ပါတယ်။စေရပထမချိန်ထိုးပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်6လသုံးပုံတစ်နှစ်ကြာအချိန်မှာဆိုရှိဒုတိယချိန်ပြန်ထိုးပေးရပါမယ်။သွားတော့ဒီဘေးထွက်ဆိုးကျိုးလေးတွေကဘာတွေရှိလဲဆိုလို့ရှိရင်ဘေးထွက်ဆိုးကျိုးရတော့မဟုတ်ဘူးပေါ့နော်။အဲဒီထိုးပြီးသွားပြီဆိုလို့ရှိရင်ဘာလေးတွေခံစားရတတ်လဲဆိုလို့ လို့ရှိရင်ထိုးတဲ့နေရာနေပြီးတော့နာတာနေရဲတာနောက်ပြီးလို့ရှိရင်တစ်ခါလေဆိုလို့ရှိရင်တော့ခောက်ကြိုက်တာလေးဒီလိုမျိုးလေးတော့ဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့အရင်စိုးဝင်ရတယ်မဟုတ်ဘူးဒါဟာကကိုအဲကာဝဲစီထိုးလို့ရှိရင်ဖြစ်တတ်တဲ့ symptom လေးတွေပဲဖြစ်တာပဲဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ဒီ symptom တွေကတကယ်နေရအတွင်းကိုကပျောက်သွားပါလိမ့်မယ်အဲဒီဆေးကိုတော့တတိထားမှာတော့ကိုဝင်ဆောင်နေတဲ့အချိန်မှာဆိုတော့မထိုးပါနဲ့နောက်ပြီးတော့ဓာတ်တက်မတဲ့ကိုလည်းဆေးမထိုးခင်မှာဆိုလို့ရှိရင်အရင်စစ်ဆေးမှုပြုလုပ်ပါ